သမီးလေးမြန်မိုးကင်းကရင်ဘဝနဲ့တဘွားလုံးပဲအရေးကြီးတယ်အဲဘာသာရေးဘာသာတစ်ခုကကိုအဲ့လိုသွတ်သွန်းလိုက်တဲ့အခမ်းအနားကြီးတစ်ခုလောက်တော့အဖေရင်ခောက်ခောက်ဖြစ်တဲ့ငါ့ကိုကျွန်တော်ခွင်တောင်းမှုတိုင်ပင်ဖို့နောက်ဆုံးအတိပေးဖို့လိုရတယ်လို့မထင်ဘူးဟိုဆောင်ရည်လည်းပြောတယ် 3နှစ်လောက်ခလေး3နှစ်လောက်တည်းကနင့်ဖေအကေဥမမောင်ဆိုဟိုးစိမေချက်ကိုတမီကိုခေါ်ခေါ်သွားတယ်ခလေးနဲ့မလိုက်တဲ့ဘာသာရေးအကြောင်းတွေခလေးကိုပြောတဲ့မကြိုက်ဘူးစိတ်ထဲမှာဒါပေမဲ့အဲ့လိုနည်းကပြောတယ်မဟုတ်ခလေးကဒီအချိန်မှာခလေးကခလေးလူပဲရှင်းသမားစီကြီးပြင်ပါစေအဲကျွန်တော်လည်းဘိုးဘဘာသာအကြောင်းကိုခလေးကိုစီယုံနေရအောင်ခလေးအဲ့လိုထိမပြင်းမပါစေနဲ့ခလေးကိုသူ့သူအချိန်တန်လို့ရှိရင်သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်လို့ရှိရင်သူကိုယ်တိုင်ကြိုက်တဲ့သူကိုယ်တိုင်လက်ခံတဲ့ယုံကြည်တဲ့ဟာကိုသူ့သူရွေးချယ်ပါစေဆိုပြီးတော့ဟိုခလေးဘွားတော်ကလည်းပြောခဲ့တယ်ကြီးတော်ကလည်းပြောခဲ့တယ်အခုတမီး အီတလီမသွားခင်လဲအထက်တစ်ခါကမှားတယ်အဲ့လိုကြီးမလောက်ပါနဲ့အခုဆိုလို့ရှင်ကျန်တဲ့ကိစ္စတွေငါစိတ်ဝင်သွားတော့တမင်းပြတ်တဲ့အကုန်လုံးငါသိတဲ့နဲ့ထင်တာအချမ်းပြောပါအထူးသဖြင့်ဒီဘာသာကြီးဘာသာရေးကိုငါချိန်မောင်းတဲ့ထဲမှာမပေါဘူးယင်းเนี่ยငါကိုယ်နဲ့စိတ်မြင်ချက်ချိုလိုက်ပို့ခဲ့တဲ့ကောင်မှာခရစ်မတ်ဆိုလို့ရှင်လဲနင်းကိုခလေးကိုငါလိုက်ပို့ခဲ့တဲ့ကောင်ဒါလားအဲ့တော့ဒီငါချိန်မောင်းတဲ့ကောင်မဟုတ်ဘူးဘာသာရေးနဲ့ပတ်သက်အသည့်ကိုဟိုလွတ်လွတ်လပ်လပ်ထားတဲ့ကောင်ဒါပေမဲ့ဒီခလေးလေးကသူ့သူ သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်မှသူချိန်တဲ့ဘာသာအကိုဝေမာဆေးဆိုတော့လေအထက်ထက်ကခါပြောထားတယ်အဲ့တော့လူကြီးလှုပ်ချလိုက်ပြီးတော့အဲ့ဒါကြီးကိုငါနဲ့ကျွန်တော်နဲ့သူနဲ့အဆက်အသွယ်မရှိရလဲမဟုတ်စက်ပြမှာ၂ရက်နေရလဲအဆက်အသွယ်ရှိတယ်သမီးကျူရှင်လာခါပဲဒီကလှမ်းပို့ပြီးတော့ပြီးတော့စက်ပြမှာ26ရက်နေရလဲခရီးနဲ့ပတ်သက်တဲ့အကြောင်းတွေနင်းလိုအပ်တဲ့စားစရာတွေအဆက်ဒီကငါအဖုံပို့ပေးတဲ့အကြောင်းနင်းကနေတိုင်းမဆင်ညာမစကားတွေအများကြီးပြောတဲ့အချိန်မှာလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တခွန်းပြင်လေးတော့ဟိုတိုင်မြန်မာတွေခွင်တောင်းမာတွေမပြောအ ਨੇ ဆုံးတော့အသိပေးတင်တယ်လို့မထင်ဘူးလားနောက်ဆုံးအုတ်ဒီသတင်းထွက်လာတာကဒီနေ့ဗနေ့ရက်လဲ9ရက်6ရက်နေ့အထိကျန်တဲ့မိနစ်တနည်းအထိမက်ဆေ့ချ်မှာစကားပြောသေးတယ်အင်္ဂါရှိမှရှူရင်မနက်ကောင်ကြီးအောင်အဲ့လိုသွားနေရလို့ဟိုနေမာတဲ့ဟာတွေမပို့နိုင်သေးလို့မနက်ဖြန်ကြာရင်ငါရှူရင်ပြီးပြီးအောင်လို့ပို့လို့ရတယ်နင်းနေကလည်းအပြင်ကနေပြောနေနေပို့ရစားနေနေတော့မဟုတ်အဲ့မှာဒီအကြောင်းကဒီကိစ္စတော့အရေးကြီးတာ မရှိဘူးပါငါမှာအဲ့လိုပြောလို့ဘာသာကြီးကိုချင်းမြောင်းလဲကောင်မဟုတ်ဘူးဒါပေမဲ့ဘာသာကြီးကအဲ့လိုအရေးမကြီးဘူးဆိုလို့ရှိရင်အဲ့လိုဘာသာတစ်ခုအောက်ကိုသမီးကိုသွတ်သွင်းတဲ့ဥစ္စာကြီးကိုအခမ်းအနားကြီးနဲ့လုံးဆံမလို့ဘူးလေလုံးတယ်ဆိုရတာအရေးကြီးလို့ပေါ့ဟိုသမီးဟိုကျွန်တော်စိတ်ကငါမွေးတဲ့ကလေးကိုဟိုငါကိုယ့်ရဲ့ဘာသာကိုကိုယ်ကရမယ်ဆိုတော့တိကျတဲ့စိတ်မျိုးလည်းမရှိကလေးလေးကဆန်းနေပဲရှိသေးတယ်အဲ့ဒါသမီးကိုယ်နဲ့ကဝင်နေတယ်လို့ငါ့အောင်လာမပြောနဲ့ငါသမီးကြောင့်ငါအတည်တော့ ပေါ့ဘူးတမီးအဲ့မှာနေနေရတဲ့အခြေအနေကိုတခုနားလေတယ်အဲ့တွက်ကြောင့်မင်းတို့ Sunday school ပဲဖြစ်ဖြစ်ဟာလား Sunday မှာ church တက်လို့ရှင် Sunday ရေမဟုတ်တပတ်မှာခေါင်းရံခေါ်သွားကြမှာဘုရားကြောင့်ဒါပေမဲ့ဒီလိုမျိုးခန္ဓာကြီးနဲ့တော့လုံးဆရာမလူသေးဘူးလေကွာတမီးကခလေးလေးရှိသေးတာသူ့သူရွေးချယ်ပါစီဆိုတော့တကောက်လေထက်ကထက်ကပြောတယ်အဲ့ဒါကိုငါ့အတီပေးဖို့အခွင့်အရေးမရှိတာလဲမဟုတ်နေနဲ့ Messenger မှာအမြဲတမ်းပြောနေကြတမီးနဲ့ပတ်သက်ပြီးတော့မနီးကတနေ့ရတိပြောသေးတယ်ဆိုအဲ့ချိန်မှာလဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတလုံးတလေလေးတော့အဖေအရင်ခောက်ခောက်ဖြစ်တယ်ငါ့ကိုတိုင်မြန်လာပြီးအခွင့်တောင်းလာပြီးထောင်းအတိလေးတော့တစ်ချက်မပေးဆရာများတယ်များတယ်ကျွန်내ကိစ္စတွေမှာသမီးနဲ့ပတ်သက်မမျှော်လင့်တာရှိမယ်မင်းတို့အဲ့ဘာသာလဲအဲ့လိုကိုဘာသာတဲ့ဝင်လို့ငါတကိုးရှုံသွားတာလည်းမဟုတ်ငါဘာသာတဲ့ဝင်လို့တကိုးနိုင်သွားလည်းမဟုတ်ဘူးသူ့ဖះကောင်းတယ်ကို့ဖះကောင်းတယ်ဖះလူနေရအောင်လည်းငါအဲ့လောက်ကြီးမကျင်းမြအောင် ဒါပေမဲ့ဟိုမီယူပလာဗုဒ္ဓဘာသာမဟုတ်တယ်ငါကအဲ့ခလေးနဲ့ပတ်သက်ဟိုခလေးကိုဝင်အရင်မာကြီးတည်းကညာနဲ့အဲ့ဘိုက်ကိုပုတ်ပုတ်ပြီးတော့ပထမ်းယူပေးခဲ့တဲ့အဖေအဲ့လိုပြောလို့ဟိုဘာသာရေးအကြောင်းပြောတာမဟုတ်ဘူးကွာအခုဒီနေ့ဒီလိုမျိုးသာမပြောထားလို့ရှိရင်ဒါကြီးက तू ကတရားဝင် online ပေါ်မှာတရားဝင်ဟိုတနင်္ဂနွေတော့တကဘာလုံးသိရတဲ့ကိစ္စကြီးမှာအနေနဲ့တော့အဖေဖြစ်တဲ့ငါသဘောမတူဘူးကွာဒီကိစ္စကော အဲ့ဒါဟိုခရစ်ယာန်ကိုမကောင်းပြောတာလည်းမဟုတ်ဘူးသမီးတစ်ပတ်ကိုကြိုက်လို့ရှိရင်အစ္စလာမ်ပဲဝင်မယ်ဂျူးလည်းပဲဝင်ဂျိမ်းဘာသာတွေပဲဝင်ကြိုက်တဲ့ဘာသာတွေဝင်မယ်သမီးကိုနိုင်ကစဉ်းစားဆုံးဖြတ်တဲ့အရွယ်ရောက်လို့သူရွေးချယ်တယ်လို့ရှိရင်ဘယ်ဘာသာပဲဝင်မယ်နောက်တော့ free တင်ကောဘယ်ဘာသာမှမကိုးကွယ်ဘူးဆိုလည်းငါတို့အရေးမကြီးဘူးအခုကငါခရစ်ယာန်နဲ့ဝင်ရောလို့ငါဘုရားဘာသာဘက်ကတကူရှုံးသွားတယ်ဆိုပြီးပြောတာမဟုတ်ဘူးအဖေရင်ခောက်ကောအနည်းဆုံးတော့အသိပေးတဲ့နယ်ပြီးတော့ဒီကလေးကဆုံးဖြတ်တဲ့အရွယ်မလို့သူကဝင်သွားမပြောကြိုက်တဲ့ဘာသာဝင်ဟောငါတော့မှအဲ့ဘာသာတွေကိုဟော ဘာသာရေးနဲ့ပတ်သက်ပြီးအကုန်လုံးလွတ်လွတ်လပ်လပ်တွေးတဲ့ကောင်အဲ့လိုချင်းမြောင်းတဲ့လူလည်းမဟုတ်ဘူးဆိုတော့အဲ့လိုတစ်ပတ်သက်ကိုဟိုဘက်မှာငါဒီဘက်ကနေအမြဲတခုအဲ့ဘက်ကတခုတုံ့ပြန်တယ်ဒီဘက်ကဘာတခုမှမတုံ့ပြန်လူတွေငါ့ကိုဆက်ချက်လို့ဆက်ဘာမှလည်းအဲ့ဒါတွေဘဝမှာငါတို့ကလူတွေဆဲတာတွေရေးလည်းမကြည့်ဘူးဒါပေမဲ့ဒီအကြောင်မပြောလို့မရတော့ဘူးငါသမီးလေးနဲ့ပတ်သက်တာပြီးဘာသာရေးအရေးမကြီးဘူးပြောလို့မရဘူးပေါ့ဆရာအရေးမကြီးအဲ့လိုပွင့်လန်းတဲ့ဗျခန်းလိုက်နေမလုံးနဲ့လေ